ကလေးကျမ်းမာရေးစောင့်ရှောက်မှုမှာကာကွယ်ဆေးထိုးခြင်းဟာအရေးကြီးဆုံးကိစ္စဖြစ်ပါတယ်။ကျွန်တော်တို့ဆေးကန်းလာတဲ့မိဘတိုင်းမိဘမေးလိရှိတဲ့စိုးရိမ်ပူပန်နေတဲ့မိဘတို့ခုကတော့တပြိုင်နက်တည်းကာကွယ်ဆေးတွေအများကြီးထိုးတာဟာကလေးကိုဝင်ပြစေပြီးဘေးထွက်ဆိုးကျိုးပိုများစေတာမဟုတ်ဘူးလား။ဆိုတာပါပဲ။ဒီစိုးရိမ်မှုဟာနားလည်ပေးနိုင်ပေမဲ့ကျွန်တော်ကကလေးထုကူတယောက်အနေနဲ့ဒီကိစ္စကိုရှင်းပြပြီးမိဘတွေစိတ်သက်သာရရစေချင်ပါတယ်။ကာကွယ်ဆေးဆိုင်ရာစိုးရိမ်မှုများအတွက်အဖြစ် ကလေးတွေကိုကာကွယ်ဆေးအများပြပေးနေရခြင်းမှာအကြောင်းရင်းနှစ်ခုရှိပါတယ်။တစ်ကလေးရဲ့ကိုခံအာစနစ်ကစွမ်းဆောင်နိုင်ပါတယ်။ လူခန္ဓာကိုယ်ရဲ့ကိုယ်ခန့်အစနစ်ဟာကျွန်တော်တို့နေ့စဉ်နေထိုင်မှုမှာပတ်ဝန်းကျင်ကနေယောဂပိုးမွားထောင်ပေါင်းများစွာကိုတွန်းလှန်နေရတာပါကာကွယ်ဆေးထဲမှာပါဝင်တဲ့ပိုးမွားအစိတ်ပိုင်းပမာဏကဒီနေ့စဉ်တွန်းလှန်နေရတဲ့ပမာဏရဲ့အင်မတန်နည်းပါးတဲ့အစိတ်ပိုင်းသာရှိပါတယ်ဒါကြောင့်ကာကွယ်ဆေးတစ်မျိုးတည်းထိုးသည်ဖြစ်စေအများပြားထိုးသည်ဖြစ်စေကလေးရဲ့ကိုယ်ခန့်အစနစ်ကိုဝင်ပြီးစေတာမျိုးမရှိပါဘူးကိုယ်ခန့်အစနစ်ဟာကာကွယ်ဆေးအားလုံးကိုတပြိုင်နက်တည်းကောင်းကောင်းတုံ့ပြန်နိုင်စွမ်းရှိပါတယ်နှစ်ကာကွယ်ဆေးထိုးတာနောက်ကျရင်အန္တရာယ်ပိုများပါတယ် ကလေးငယ်တွေဟာအသက်ငယ်စဉ်မှာယောဂပိုးတွေရဲ့အန္တရာယ်ကိုအခံရဆုံးဖြစ်ပါတယ်။ကာကွယ်ဆေးကိုနောက်ဆုတ်လိုက်တာတို့မဟုတ်ခွဲခြားပြီးထိုးလိုက်တာဟာကလေးကိုအကာအကွယ်မဲ့တဲ့အချိန်ကာလကိုပိုမိုရှိကြစေပါတယ်။ဥပမာဝတ်သက်လိုယောဂမျိုးတွေဟာအသက်ငယ်စဉ်မှာအသက်အန္တရာယ်ကိုချိန်ချောက်နိုင်လို့သတ်မှတ်ထားတဲ့အချိန်မှာထိုးဖို့ကအရေးကြီးဆုံးပါပဲ။ ကာကွယ်ဆေးချိန်ဇာကိုကလေးထူးကူပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေရဲ့နှစ်ပေါင်းများစွာသုတေသနပြုထားတဲ့ဘေးကင်းဆုံးနဲ့အထူးရောက်ဆုံးချမှတ်ထားတာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့တိုက်တွန်းချက်အင်တာနက်ပေါ်ကမမှန်ကန်တဲ့သတင်းတွေတို့မဟုတ်အခြားမိဘတွေရဲ့တူးချင်းအတွေ့အကြုံတွေကိုခြေခံပြီးကာကွယ်ဆေးထိုးခြင်းကိုမကြောက်ပါနဲ့တင့်ကလေးကိုယောဂဆိုးတွေကနေကာကွယ်ပေးနိုင်မဲ့အကောင်းဆုံးလက်နက်ကကာကွယ်ဆေးပါပဲ။ မိဘများအနေဖြင့်လှုပ်ဆောင်ရမည့်အရာဆရာဝန်သတ်မှတ်ထားတဲ့အချိန်ဇယားအတိုင်းအတိအကျလိုက်နာပါတင့်မှာစိုးရိမ်မှုမေးခွန်းရှိရင်တင့်ကလေးထုကုဆရာဝန်ကိုမေးမြန်းဆွေးနွေးဖို့တောင်းဆိုပါစေပညာရှင်တွေရဲ့အကြံဉာဏ်ကိုယုံကြည်စိတ်ချပါခမန်မှာဆွေးနွေးပေးခဲ့ပါဦးကာကွယ်ဆေးနဲ့ပတ်သက်ပြီးတင့်ရဲ့အကြီးမားဆုံးစိုးရိမ်မှုကဘာလဲဒီအချက်လက်ကိုတင့်ပတ်ဝန်းကျင်ကမိဘတငယ်ချင်းတွေသိအောင် share ပေးလိုက်ပါဦး かっこいい。<laughs> <laughs>